Hello everyone, welcome back. ကျွန်တော်တို့ဒီနေ့မှာတော့ Unit 81 Almost some any no nuns ရဲ့အကြောင်းကိုလေ့လာမှာဖြစ်ပါတယ်။ဒီကောင်တွေကတော့ဘာလဲဆိုတော့ all ဆိုရင်အားလုံး most အများဆုံး some အချို့ any တခုအများရှိမလား no none လုံးဝမရှိဘူး။ Okay. အဲ့တော့ဒီကောင်တွေကဘာတွေကိုပြနေလဲဆိုတော့ဒီစကလုံးတွေအကုန်လုံးကပမာဏတွေကိုပြနေတယ်။ဘယ်ပမာဏဘယ်လောက်ရှိလဲဆိုတော့ပြတဲ့စကလုံးတွေ။ အဲ့တော့ပမာဏပြတဲ့စကားလုံးတွေကိုကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုရင် quantifiers လို့ခေါ်ပါတယ်ဒီ quantifiers ဆိုတာကတော့သိထားရပါပြီအများကြီးအဒါကြီးမှတ်မိနေစရာမလိုဘူးပေါ့နော်ဒါကတော့သူ့ကိုခေါ်တဲ့နာမည်ပဲဖြစ်တယ် Okay အဲ့တော့ကျွန်တော်တို့ AO တစ်ချက်ကြည့်ကြည့်အောင် compare လုပ်မယ်တဲ့နှိုင်းရှင်ကြည့်မယ် children many books တဲ့ကလေးတွေပစံစာအုပ်တွေဆိုပြီး etc ပေါ့နော် in general ဒါမို့ the children the money these books ဆိုပြီးတော့ they ပါလာတဲ့ they မပါနဲ့ပါကောင်းမလဲဆိုတော့အဲ့တော့နှိုင်းရှင်ကြည့်ရမယ် ဒါကတော့ကျွန်တော်တို့အရှိခံမှာရှင်းပြပြီးသားလေ့လာပြီးသားဖြစ်တော့မယ်เนาะဒီဒဲအခန်းမှာကျွန်တော်တို့ဒဲနဲ့ပတ်သက်ပြီးတော့ဒဲထည့်ရမယ်ဒဲမထည့်ရအောင်ဘယ်လိုချင်းဒီမှာဒဲသုံးလဲဆိုတာမျိုးကျွန်တော်လေ့လာပြီးသားဖြစ်မယ်အဲ့ဒါမဲ့ကျွန်တော်တို့ဒီမှာတစ်ချက်ထပ်ကြည့်လိုက်အောင် children like playing ကလေးတွေကကစားရတာကြိုက်တယ် okay မြန်မာနိုင်ငံကလေးလည်းကစားရတာကြိုက်တယ်ထိုင်းကကလေးလည်းကစားရတာကြိုက်မယ်စင်ကာပူကကလေးလည်းကြိုက်မယ်ဆိုတော့အဲ့ဒီတော့ရေဘူးရအပြင်ကလေးတွေအကုန်လုံးပြောတယ်ဒီဘက်မှာကတော့ where are the children ကလေးတွေဘယ်မှာလဲတဲ့ ဒီကလေးတွေဘာမှလဲဆိုတော့ဘာပြောလို့ဆိုတော့ဒီကလေးတွေဆိုတော့ဘာကိုပြောရလဲဆိုတော့ကိုယ်ကလေးကိုပြောတာဥပမာအဖြစ်မင်းကနေပြီးတော့ဟဲ့ဒီကလေးတွေဘယ်ရောက်သွားပြန်ပြီလဲမသိဘူးဒီကလေးတွေဆိုတာကသူ့ကလေးတွေပေါ့နော်သူ့ရဲ့သားသမီးတွေကိုပြောတာမျိုးပါဆိုတော့အဲ့တော့နောက်တစ်ကြောင်းမှာတော့ money isn't everything ပတ်စံကအရာရာမဟုတ်ဘူးတဲ့အဲ့တော့ပတ်စံဆိုတဲ့အရာလေမြန်မာနိုင်ငံပတ်စံလားထိုင်းရပတ်စံလားစင်ကာပူပတ်စံလားပေါ့နော်အဲ့အရာတွေအကုန်လုံးကိုကျွန်တော်တို့ခြုံငုံပြီးတော့ပြောတာပါ ီဘက်မှာကျတော့ I want to buy a car ကျွန်တော်ကားတစ်စီးဝယ်ချင်တယ် but I don't have the money ကျွန်တော်မှာပတ်စံမရှိဘူးဒီပတ်စံမရှိဘူးဒီပတ်စံဆိုတာဘာကိုပြောရလဲဆိုတော့ကားဝယ်မယ်ပတ်စံအဲ့တော့ကြောင့်မလို့ကျွန်တော်တို့တည်ဖို့တုံးနေပါတော့တိတိကျကျဖြစ်နေပတ်စံခွဲထားပြီးတဲ့ပတ်စံဆိုတော့တည်နေတုံးလိုက်တယ်နောက်တစ်ကြောင်မှဆိုရင်နော် I enjoy reading books ကျွန်တော်စာအုပ်တွေဖတ်ကြတာကြိုက်တယ် Okay စာအုပ်ဖတ်ကြတာကြိုက်တယ်ဆိုတဲ့အထက်မှာ ခြေဥညစာအုပ်ပါမယ်စိမ့်စာအုပ်တွေပါမယ်ဂျန်နေဂျမမလေးလာပြောလို့ရှိရင်အများကြီးဂျန်တဲ့စာရေးဆရာတွေအဲ့ဒီစာအုပ်တွေအလုံးခြုံငုံပြီးတော့တုံးသက်ပြီးပြောတယ်ဒီဘက်မှာကျတော့ have you read these books သင်ဒီစာအုပ်တွေကိုဖတ်ပြီးပြီလားဒီစာအုပ်တွေဆိုတာကိုယ်အနီးနာစာအုပ်တွေဒါမှမဟုတ်လို့ရှိရင်ကိုယ်ဖတ်ပြီးသွားတဲ့စာအုပ်နှစ်အုပ်သုံးအုပ်ကိုပြန်ပြီးတော့ပြောတာမျိုးဖြစ်တယ်အဲ့ဒီတော့နောက်တစ်ကြောင်းမှာဆိုရင် everybody needs friends လူတိုင်းကတငယ်ချင်းတွေလိုအပ်တယ်ဒါကတော့ရုပ်ပြအဖြစ်ကမ္ဘာမှာရှိတဲ့လူတိုင်းကတငယ်ချင်းလိုအပ်တယ်ဆိုပြီးတော့ခြုံငုံပြီးပြောတယ်ဒီဘက်မှာကကြတော့ I often go out with my friends ကျွန်တော်ကကျွန်တော်တငယ်ချင်းတွေနဲ့အကြာခဏအပြင်သွားလေးရှိတယ်ဆိုအဲ့တော့ဒေပါရာနဲ့မပါတာမျိုးနဲ့ပေါ့နော်တိကျတဲ့အရာမတိကျတဲ့အရာသုံးတဲ့ဟာမျိုးပြောပြတာပါပြီးမှတစ်ချက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကက quantifier တွေ most most of some some of ဆိုပြီးတော့တွေ့အဲ့ဒီတော့ဒီမှာပုံလေးတွေရှိမယ် all ဆိုရင်ဒါကတော့ဒီလောက်ပမာဏအောင်ပြရတယ် most ဆိုရင်ဒီလောက်ပမာဏ some ဆိုရင်တစ်ဝက်လောက်ဖြစ်မယ် any ကတော့အဲတခုတလေများရှိမလားဆိုပြီးတော့မေးတယ် no none ဆိုလို့ရှိရင်လုံးဝကိုမရှိဘူး not any လို့လည်းသုံးရတယ်လုံးဝကိုမရှိတာကိုပြရတယ် okay အဲ့ဒီတော့အောက်မှာကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ဆိုရင်ဒါလေးကိုသတိထားပါ do not use of of ကိုမသုံးပါနဲ့တဲ့ in these sentences ဒီစာကြောင်းတွေမှာ of ကိုမသုံးပါနဲ့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့က most days some နေကိုကျွန်တော်တို့က noun နဲ့ပဲတန်းပြီးတော့သုံးပါမယ် of ထည့်စရာမလိုပါဘူးဥပမာအဖြစ်ဆိုလို့ရှိရင် all cities most children some books any money no money ဆိုပြီးတော့တန်းပြီးတော့ of ကိုမလိုက်ဘဲနဲ့သုံးတာကိုပြောတယ်အဲ့တော့ example လေးတစ်ချက်ကြည့်ကြအောင် Most children like playing. ကလေးအများစုကကစားတာကြိုက်တယ်။ရေဘူးရအဖြစ်ကလေးတွေကိုပြောတယ်။အလုံးကလေးကဘာဘောကလေးတိုင်းကိုပြောတယ်ပေါ့နော်။နောက်တစ်ကြောင်းမှာတော့ I don't want any money. ကျွန်တော်ဘာပတ်စံကိုမှ မလိုချင်ဘူး။ပြောချင်တာဘယ်ပတ်စံဆိုပြီးတော့ပတ်စံပမာဏဘလောက်ကိုလည်းပြောတာမဟုတ်တလို့ဘယ်ဒေါ်လာပေးပါယူရို ပေးပါချက်ပေးပါဆိုလို့ပြောတာလည်းမဟုတ်ဘူး။နောက်တစ်ကြောင်းမှာဆိုရင် some books are better than others. တချို့သောစာအုပ်တွေရဲ့ဘယ်စာအုပ်တွေလဲဆိုတော့ trade ပြောတာမဟုတ်ချိုးညွတ်ရဲ့အာစာအုပ်တွေပြောတာလည်းမဟုတ်တလို့ဂျန်နဲ့စိုင်းဆရာတွေရဲ့စာအုပ်မျိုးတွေကိုပြောတာလည်းမဟုတ်ဘူးနော် sample စာရဲ့ better than others တခြားအရာတွေထပ်ပို့ပြီးတော့ကောင်းပါလေတဲ့နောက်တစ်ကြောင်းမှာတော့ he has no friends သူမှာဘာတငယ်ချင်းတွေမရှိဘူးဘာတငယ်ချင်းမှမရှိဘူးဆိုတော့ရေဘူးရအဖြစ် ဒီလိုတံပြီးတုံးပါလေနောက်တစ်ခုမှဆိုရင် all cities new dying are have the same problems သူညီတဲ့ပြဿနာတွေရှိကြတယ်မြို့တော်တော်များများအကုန်လုံးပြောတာမျိုးပေါ့နော်အဲ့တော့ do not use တော့မတုံးပါနဲ့တဲ့ of in these sentences ဒီလိုစာကြောင်းတွေမှာ of ကိုမတုံးဘူးတဲ့။ဒါဆိုရင် most people drive too fast လူအများစုကအယဉ်မြင့်မြင့်မောင်းတယ some birds can fly ငှက်အချို့ကမပြန်နိုင်ဘူးဒါမျိုးတွေကရေဘူးရအောင်ပြောရတဲ့အကြောင်းမလို့ကျွန်တော်တို့ off ကိုမသုံးဘူးဒီမှာဆိုလို့ရှိရင်เนาะဒီဘက်မှာကြည့်မယ်ဆိုရင် most of some of etc plus they this mine ဆိုပြီးတော့ပြောတယ်အနောက်ကကျွန်တော်တို့ they this day these to mine တို့လိုက်ပြီးဆိုလို့ရှိရင်เนาะ off ကိုခံပြီးတော့သုံးတာများတယ်โอเคအဲ့တော့တစ်ချက်ကြည့်ကြည့်အောင် သုံးတာများရင်မို့သုံးအောင်သုံးပါပါဘောเนาะ အဲ့တော့တစ်ချက်ကြည့်ကြည့်မယ်ဆိုလို့ရှိရင် most of the children at this school ဒီကျောင်းကကလေးအများစုကလေးတော့ကလေးပဲဘာလဲဆိုတော့ဒီကျောင်းကကလေးကိုပြောတာအဲ့တော့ကြောင့်မို့လို့ဒီမှာ of ကိုထည့်ပြီးတော့သုံးတာမျိုး are under 11 years old သူတို့တွေကစနေနေ့ထက်ငယ်တယ်နောက်တစ်ကျောင်းမှာဆိုရင် i don't want any of this money ကျွန်တော်မလို့ခြင်းမို့ဒီပတ်စံ ဒီလိုမျိုးအနောက်ကတိကျတဲ့အရာတွေပါလာပြီဆိုလို့ရှိရင်တော့ off တိထဲတုံးတယ်မနော်ဒီပစ္စံနဲ့အချို့ကိုလိုကမလိုချင်ဘူးဘယ်ဟာမှမလိုချင်ဘူးဆိုတဲ့ပုံစံမျိုးပြောတယ်နောက်တစ်ခု some of these books are very old these book these saw တွေတဲကအချို့ကအရန်ကိုဟောင်းနေပြီ saw အကြမ်းမြင့်ဆောင်မျိုးမဟုတ်ဘူးရေဘူးရအားလုံးကိုပြောတာမဟုတ်ဘဲနဲ့ဒီစာအုပ်တွေတဲကအချို့ပဲပြောတာဒါတော့ကြောင်းမှဆိုရင်တော့ none of my friends live near me ကျွန်တော်ရဲ့ဘယ်တငယ်ချင်းကမှကျွန်တော်နာမမနေဘူးကျွန်တော်နဲ့နီးနားမမနေဘူးပေါ့အဲ့တော့တငယ်ချင်းတို့တငယ်ချင်းပဲဒါပေမဲ့ကျွန်တော်ရဲ့တငယ်ချင်းတွေကိုပဲကျွန်တော်ကပြောတယ်။ကျန်တဲ့သူများတငယ်ချင်းတွေကကျွန်တော်နာမနေရဆိုတော့မျိုးမပြောဘူးပေါ့နော်။ကျွန်တော်ရဲ့တငယ်ချင်းတွေမို့လို့ကျွန်တော်ကဒီမှာ off ကိုထည့်ပြီးတော့သုံးမယ်။နောက်တစ်ကြောင်းကြည့်မယ်ဆိုရင်နော် you can say all the all the or all of the ဆိုပြီးတော့သုံးလို့ရပါတယ် with or without of of ထည့်လဲရတယ်မထည့်လဲရတယ်ကြည့်ကြည့်မယ်ဆိုရင် all the students in our class passed the exam ဒါမှမဟုတ်လို့ရှိရင် all of the students in our class passed the exam ကျွန်တော်တို့အတန်းတွေကကျောင်းသားတိုင်းကဆောင်ပွဲအောင်လဲနောက်ကြောင်းမှာတော့ Amy has lived in London all her life Amy က London မှာသူမဘဝတလျှောက်လုံးနေခဲ့ပြီဒါမှမဟုတ် all of her life သုံးလို့ရပါတယ် စီမံကြည့်လိုက်မယ်ဆိုလို့ရှိရင် all of it most of them none of us ဆိုပြီးတော့ of ကိုခံပြီးတော့နောက်ကဒါရိုင်းနဲ့တွဲလာပြီးဆိုတော့ねကျွန်တော်တို့ of ကိုခံပြီးတော့သုံးမယ် example လေးကြည့်လိုက်အောင် you can have some of this cake mean ဒီကိမို့အချို့ကိုစားနိုင်တယ် but not all of it အကုန်လုံးတော့မဟုတ်ဘူးအဲ့ဒါရဲ့အကုန်လုံးတော့မဟုတ်ဘူးတဲ့နောက်တစ်ကြောင်းမှာတော့ do you know those people အဲ့ဒီကလူတွေကိုသိသလား most of them အများစုတော့တည်တယ် but not all of them အကုန်လုံးတော့မဟုတ်ဘူးနောက်တစ်ကြောင်မှာ some of us are going out tonight ကျွန်တော်တို့တဲကအချို့ကဒီညအပြင်သွားမယ် why don't you come with us သင်ဘာဖြစ်လို့ကျွန်တော်တို့နဲ့တူတူမလိုက်တာလဲနောက်တစ်ကြောင်မှာဆိုရင်တော့ i have a lot of books ကျွန်တော်မှာစာအုပ်တွေအများကြီးရှိတယ် but i haven't read any of them ကျွန်တော်အဲ့ဒီဟာတွေကိုမဖတ်ရသေးဘူး <coughs> Not a cool man, you know. How many of these books de? have you read? The Saudi Rega Palau Miyago, then Papi di Papi Vide, none of them. Bawam Padu. Okay, I read general exercise lady Chejia. 81.1 complete the sentences. Sajan episode of Piva. Use the word in the bracket. In brackets. Sa, call it, uh, bracket. Queenia. Sakaloneo. Toma. sometimes you need off တခါတလေမှာတော့သင်က off ကိုလိုအပ်ပါလိမ့်မယ် okay အဲ့တော့ကြည့်ကြည့်အောင် number 1 most children like playing ကလေးအများစုက ကစားရတာကြိုက်တယ် number 2 some of this money is your ဒီပစံကတဲကအချို့ကသင်ဟာအဲ့တော့ကျွန်တော်တို့သတိထားရမှာကတော့ရေဘူးရအဖြစ်ဆိုရင် off မလိုက်ဘူး နောက်က there is this day this those day mine နေပါလာမယ်ဆိုလို့ရှိရင်เนาะ offline ပဲเนาะအဲ့တော့တစ်ချက်ချင်းအောင် number 3မှာ people never stop talking ဆိုတော့ off ပါညာမပါဘူးကြည်ဝရအဖြစ်ပြောထားတယ်လူတွေကဘယ်တော့မှစကားပြောတာမရက်ဘူးဆိုတော့ some people never stop talking off တဲ့ညမလို့ပါ form ဆိုရင်เนาะတည်တွေ့တယ်အဲ့ဆိုတည်ကြပါတယ် most of the shops in the city center close at 6:30 ဘာလို့ပဲပြောရလဲဆိုတော့မျိုးတဲကဆိုင်အချို့ကလို့ပဲပြောတာရေးမရအပြင်အကုန်လုံးခြုံငုံပြီးပြောတာမဟုတ်ပါဘူး Okay number 5အထိကြည့်လိုက်အောင် People have mobile phones these day အဲ့တော့ဒီမှာ people လို့ပဲပြောတယ်လူတွေလို့ပဲပြောတယ်ကျွန်တော်တို့ကဘယ်လူတွေလဲလို့တခြားမပြောထားဘူးဆိုတော့ of မလို့ပါဘူး Most people လူအများစုအကုန်လုံးခြုံငုံပြီးတော့အကြမ်းပြစ်သုံးတာပေါ့နော် Most people have mobile phones these day လူအများစုမှာအခုခေတ်ကာလမှာမိုဘိုင်းဖုန်းတွေရှိကြပါတယ်အဲ့တော့ကျွန်တော်လေးဆက်ပြတာလေးပါ 81.2G ကြောင်း Look at the pictures ပုံတွေကိုကြည့်ပြီးတော့ and answer the questions မိကုန်တွေကိုဖြေပေးပါ use သုံးပြပါ almost some none နဲ့ plus of them of it ဆိုပြီးတော့သုံးပြရမယ် Okay အဲ့တော့ number 1မှာကြည့်ကြအောင် How many of the people are women ဒီတည်းကလူဟာဒီလူတွေတဲကဘသူတွေကဘလောက်မြင်များကအမျိုးသမီးတွေလဲဆိုတော့အများစုတဲ့ most of them နံပါတ်2ကြည့်ကြအောင်အများစုက main ကလေးတွေပေါ့နော်နံပါတ်2မှာဆိုရင် how many of the boxes are on the table how many ဘလောက်မြင်များ of the boxes ဒီ box တွေရဲ့ဘလောက်မြင်များက on the table ဇပွဲပေါ်မှာလဲတဲ့အဲ့တော့အကုန်လုံးကဇပွဲပေါ်မှာဆိုတော့ all of them so နောက်တစ်ခုကြည့်မယ်ဆိုလို့ရှိရင် number 3 how many of the men are wearing hats လူဘယ်နှယောက်ကတဲ့ hat အုပ်ထုပ်ကိုစောင်းထားလဲဆိုလို့ရှိရင်เนาะပုံလေးကိုတစ်ချက်ကြည့်ကြည့်လိုက်ပါဦးเนาะဆိုရင်1 2 3 4ပေါ့เนาะအချို့အချို့ပဲစောင်းထားရဆိုတော့ some of them ပေါ့ပြီးတော့လို့ရှိရင်ကျန်တာလေးတွေကျွန်တော်တို့ဆက်ပြီးတော့ဖြည့်ကြည့်ပါ ပုံလေးမမြင်ရလို့ရှိရင်တော့အစင်ပြတာလေးကိုထည့်ပြီးတော့ဖြစ်လိုက်ပါနော်ဒီလိုသိချပြီးတော့မြင်ရမယ်မထင်ဘူးတချို့ပုံတွေကကြောက် Okay အဲ့တော့81.3ကြည့်ကြအောင် Arthi sentences okay ဒီစာကြောင်းလေး okay ရဲ့လား Correct the sentences that are wrong မှားနေတဲ့စာကြောင်းတွေကိုပြင်ပေးပါတဲ့ Number 1 Most of children like playing ကလေးအများစုကကစားရတာကြိုက်တယ်ဆိုတော့ most children ကျွန်တော်တို့ of မလို့ပါဘူးဘာလို့လဲဆိုတော့ ရေဘူးရအပြင်ပြောနေတယ်သူကျွန်တော်ရဲ့ကလေးတွေလို့ပြောတာမဟုတ်ဘဲနဲ့ရေဘူးရအကုန်လုံးပြောရတဲ့အတွက် off မလို့ပါဘူး they the these those တွေ mine မပါတဲ့အတွက်မလို့ပါဘူးနံပါတ်2ကြည့်ကြအောင် all the students fail the exam okay ဒါမှမဟုတ်ရှင် all of the student fail the exam ဖြစ်လို့ရပါတယ် okay အဆင်ပြေတယ်နံပါတ်3ကြည့်ကြအောင် some of people work too hard ဆိုတော့လူအချို့ကအရင်အလုပ်ကြိုးစားတယ်ဆိုတော့ ဲ့တော့ကျွန်တော်တို့ blue ချုဆိုတာ value ချုကိုပြောတာလေဆိုတော့မပြောထားဘူး trader trader မပြောထားဘူးပြီးတော့ there it is those day mine မပါတဲ့အတွက် off ကိုဖြုတ်အဲ့တော့ some people number 40ကြီးကြီးအောင် some of questions in the exam were very easy အဲ့တော့ကျွန်တော်တို့ ဒီမှာဆိုလို့ရှိရင် sum of questions အချို့တော့မေးခွန်းနေ in the exam စာမေးပွဲတဲ့ကမေးခွန်းအချို့က were very easy အရင်ကလွယ်ခဲ့တယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဘာထည့်ရလဲဆိုတော့ဒယ်ထည့်ပေးရမှာ sum of the questions some of the questions in the exam were very easy okay ပြီးတော့လို့ရှိရင် channel လေးတွေဖြည့်ကြည့်ပါဒီ you can unique ကနေပြီးတော့လေတခုခုအကျိုးရှိတာလေးတွေအသုံးဝင်တာလေးတွေလေ့လာနိုင်မလို့မျှော်လင့်ပါတယ် So have a nice day. See you on next unit. Stay strong, stay safe. Bye bye.